မင်္ဂလာပါရှင်မြန်မာ Channel News Academy ရဲ့ eCampus Podcast အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ကျမတို့စတင်မဲ့ series တည့်ရဲ့ခေါင်းစဉ်ကတော့ရုတ်ထုနောင်ကြိုးမှုတများကိုလက်ယုံနဲ့ကိုရိုက်ချိုးချဖြစ်ပါတယ်ဒီ series ဟာအတွေ့အခေါ်စစ်ပွဲတစ်ခုကိုကြီးညာခြင်းပဲဖြစ်ပါတယ်ခင်ဗျာ deep thing နဲ့ပြောရရင်ဘေးခွန်ရဲ့ရုပ်ထုလေးမျိုးဟာတမိုင်းစာအုပ်ထဲမှာတင် မဟုတ်ကြပါဘူး။ခမည်းတော်လက်ထဲကဖုန်းထဲမှာပါ digital ရုပ်ထုအနေနဲ့အသက်ဝင်နေပါပြီ။ AI generated bias, social media echo chambers တွေဟာမတိမှု ignorance ကိုပုံမခိုင်းမစေပါတဲ့။ ဒါဆိုရင်ပထမဆုံးအနေနဲ့စာတမ်းနှင့်အဖွဲ့အစည်းမိတ်ဆက်ခြင်း the mission အကြောင်းကိုစတင်ဆွေးနွေးကြရအောင်ရှင်ဒီအလွန်အရေးကြီးတဲ့သူတည်ထနာစာတမ်းကိုတင်သွင်းသူကိုအောင်ဖုံးမြရဲ့နောက်ခံနဲ့မြန်မာ Channel News Academy ရဲ့ရည်ရွယ်ချက်ကိုဆွေးနွေးပေးပါအောင် ျွန်တော်တို့ Academy ရဲ့ရည်ရွယ်ချက်ကရှင်းပါတယ်ခင်ဗျာမီဒီယာရဲ့အခြေပြန်တဲ့ရိုက်ခတ်မှုနဲ့ပညာရေးရဲ့နည်းနယ်တဲ့အတွေ့အခေါ်ကိုပေါင်းစပ်ပြီးရေရှည်တည်တံ့တဲ့အသိပညာခန့်တက်ကိုလူငယ်တွေအတွက်တည်ဆောက်ဖို့ပါပဋိပက္ခတီတာကလူငယ်တွေဟာတွေးခေါ်မှုပညာကိုရယူနိုင်ရပါမယ်။ပညာရေးနဲ့မီဒီယာပေါင်းစပ်မှုဟာမြန်မာပြည်အချက်အတဲအိုဖြည့်ရှင်းမဲ့ထထနဆိုင်ရာအခြေခံကိုချပေးနေတာဖြစ်ပါတယ်ခင်ဗျာ။ ီလိုနည်းနည်းတဲ့သူတဲ့တနာကိုဘာကြောင့်တင်သွင်းခဲ့ရတယ်လဲဆိုတာကိုကိုအန်ဖုံးမြတ်ဤဘဝအတွေ့အကြုံနဲ့စာတန်းဤရည်ရွယ်ချက် The Personal Struggle အနေနဲ့ထပ်မံဆွေးနွေးပြပါအောင်ရှင်သူဟာမြန်မာအရေးပฏิပက္ခကာလတလျှောက်လုံးအာနာရှင်စံတဲ့အယူဝါဒများကြောင့်အမှန်တရားကိုလွဲမားစွာညင်းခဲ့ရသူများနဲ့လက်တွေ့ထိတွေ့ခဲ့ရသူပါ။ဒါကြောင့်သူကအပြင်ဘက်ကလက်နက်ကင်တိုက်ပွဲမတိုင်မီလူစိတ်ထဲကတွေးခေါ်မှုတိုက်ပွဲကိုအရင်တိုက်ဖို့တိုက်တွန်းနေတာဖြစ်ပါတယ်။ ဘေကွန်ရဲ့အနောက်တိုင်းတက်တနနဲ့အရှေ့တိုင်းတက်တနဖီလိုဆက်ဆက်မှုရှိတယ်လဲဆိုတာကို အရှေ့တိုင်းတက်တနဖြင့်ရုပ်တုများကိုချိတ်ဆက်သုံးသပ်ခြင်းအနေနဲ့ပုံမနနေစွာဆွေးနွေးပါစေရှင်။လွဲလဲကူကူပြောရရင်ဘေကွန်ရဲ့ရုပ်တုလေးမျိုးဟာဘုဒ္ဓတက်တနမှာဆိုရင်အဝိဇ္ဇာ အဗိဇ္ဇာမတိမှုရဲ့အနယ်ပဲထဲမှာအကျုံးဝင်နေပါတယ်။ဆက်ယုံယုတ်တုကအယူအဆွဲဒေါဂမာခရစ်ပြီးမျိုးနွယ်စုယုတ်တုတွေကဗက်လိုက်မှုသဘောတရား bias တွေပါ။ဘေကွန်ကတိပတ်နီနဲ့ဖျက်ရှားဖို့ပြောတယ်လို့ဗုဒ္ဓကလည်းမတိမှုကိုပညာ wisdom ဖြင့်ဖျက်ရှားဖို့ဟာတူညီတဲ့အနစ်တာရကိုဖော်ပြနေတာပဲဖြစ်ပါတယ်ခင်ဗျာ။ ကိုနားဆင်ခြင်းအားဖြင့်လူငယ်တွေဘာဒီရရှိမှာလဲဒီ series တစ်ခုလုံးကိုနားထောင်ပြီးရုပ်ထုတွေကိုရိုက်ချိုးလိုက်တဲ့အခါလူငယ်တွေဟာနိုင်နိုင်ရေးပฏิပတ်ခတ်ရဲ့ဇက်လအစစ်အမှန်ကိုကိုပိုင်ညာချင်းသိမြင်လာပါလိမ့်မယ်လက်ဖျားမှုများကိုခွန်ခံကာကွယ်နိုင်သောစွမ်းအား intellectual immunity ကိုရရှိပါလိမ့်မယ်စိတ်ဤလွတ်မြောက်ခြင်းဟာရုပ်ပိုင်းဆိုင်ရာလွတ်မြောက်ခြင်းထက်ဦးစားလိုအကြောင်းကိုနားလည်လာပါလိမ့်မယ်ခင်ဗျာဒါကြောင့်ဒီ series ဟာအသိဉာဏ်ပညာကိုနောက်ဆက်နေလဲစနစ်တကျမသိမှုကိုတိုက်ခိုက်ဖို့ပဲဖြစ်ပါရဲ့ရှင်။ ရဲရဲနဲ့လူငယ်များရေခမားတို့ရဲ့အတွင်းစိတ်ခံတတ်ကိုခိုင်မာအောင်တိဆောက်ပါအမှန်တရားကိုရုတ်တုများဤအရေးအောက်မှာမထားပါနဲ့နားဆင်ဖေးကြပါအောင်ခမားနောက်အပိုင်းစစ်မှာတော့မျိုးနွယ်စုရုတ်တုနဲ့ဂူလုံရုတ်တုတဲ့အကြောင်းကိုနည်း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 ဆက်လက်ဆန်းစစ်သွားပါမယ်ရှင်